အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်စည်းချက်မှုကတက်စလာအဆုံးသတ်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ဒါအပြင်အခွန်တွေအတင်းကျပ်ကောက်ခံပြီးတဲ့နောက်ပိုင်းအမေရိကန်စတော့ဈေးကွက်မှာလည်းရပ်တန့်ပတ်တွေအတွင်းမှာပဲအရင်နှစ်တွေကထက်အများကြီးထိုးစင်းသွားခဲ့ပါတယ်။ဒီပြည်နာကုမ္ပဏီတွေအနေနဲ့လေဒီဈေးကွက်ထိုးစင်းသွားတဲ့အပေါ်မှာအထိနာခဲ့ရပါမယ်။ Tesla ကတော့အဆိုးဆုံးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ Tesla ရဲ့ရောင်းအားကအမေရိကန်ပြည်ထောင်စုမှာနေမကဘဲနဲ့ဥရောပနဲ့အာရှမှာလည်းဇက်တိုက်ထိုးစင်းသွားခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း Trump ကကုန်သွယ်ရေးစစ်ပွဲကိုစတင်ခဲ့ပြီးတော့ Tesla ပိုင်ရှင် Elon Musk ကလည်းဒီကုန်သွယ်စစ်ကိုထောက်ခံခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်ဒီကိစ္စကသူတို့မျှော်မှန်းသလိုဖြစ်မလာခဲ့ပါဘူး။ Tesla ဈေးကွက်ထိုးစင်းသွားရတဲ့အပြင်သူ့ရဲ့တခြားကုမ္ပဏီတွေလည်းအထိနာခဲ့ရတဲ့အတွက်အခုလောက်ဆိုရင်တော့ Elon Musk တယောက်နောင်တရနေလောက်ပါပြီ။ဒါ့ပြင် ရှေ့လျှောက်ရော Trump ရဲ့ကုန်သွယ်ကုန်စည်းကြေးကြီးက Tesla နဲ့ Elon Musk ပေါ်မှာအကျိုးသက်ရောက်နေဦးမှာလားနောက်ဆုံးရအချက်လက်တွေနဲ့အကျိုးသက်ရောက်မှုတွေပေါ်မှာဆက်ပြီးတော့ခွဲခြမ်းစိတ်ဓာတ်ကြည့်လိုက်ကြရအောင်ပါတက်ဆက်တဲမှာပဲနောက်ထပ်နောက်ဆုံးရနိုင်ငံတကာသတင်းတွေအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်ဗျာ Trump ရဲ့အခွန်ကိစ္စနဲ့ဈေးကွက်ကျဆင်းလာမှုပြဿနာ American stock share သီးတွေထိုးကျသွားသလို Bitcoin နဲ့ Wall Street မှာလည်းအနေအဆားမချောင်ခဲ့ပါဘူး စိုးရိမ်ချိန်မှန်အထိရောက်ရှိသွားခဲ့ပါတယ်။ Trump ရဲ့စီးပွားရေးမူဝါဒကတပတ်အတွင်းမှာလည်းဈေးကွက်တွေကိုရိုက်ခတ်မှုအများကြီးရှိခဲ့ပါတယ်။ Wall Street ကြားစင်မှုက나이ပိုင်းအတွင်းမှာပဲစတင်ဖြစ်ပေါ်ခဲ့ပြီးတော့လုံးဝအနီရောင်အဆင့်ထိကိုထိုးဆင်းသွားခဲ့ပါတယ်။ American Stock Share တွေကလည်းတနေ့ကုန်ထိုးဆင်းနေပြီးတော့အနီရောင်အဆင့်ထိရောက်ရှိလာပါတယ်။ Nasdaq, S&P 500နဲ့ဒိုးတို့ရဲ့အစုရှယ်ယာတွေဟာလည်းကျဆင်းလာခဲ့ပါတယ်။အပတ်ပတ်ကနေပြိုလဲလာနေပြီးတော့ ဒီပြိုလဲမှုကြီးကတလတိတိဆက်ကြခဲ့ပါဗျ။လက်ရှိအနေအထားရာအမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးကအပြောင်းလဲတွေနဲ့ရင်ဆိုင်နေရပြီးတော့ဆုတ်ယုတ်ကြဆင်းနေတဲ့အပေါ်မှာရောဘလို့မြင်လဲဆိုတော့ Trump ကကျွန်တော်အနေနဲ့ကတော့ဒီအချိန်မှာဒါတွေမတွေးချင်ဘူး။ကိစ္စအကြီးကြီးတွေလုပ်နေတဲ့အချိန်မှာ အပြောင်းလဲတွေကတော့ရှိမှာပဲလို့ဖြေကြားခဲ့ပါဗျ။ခန်းနာကြီးတဲ့နီးပညာ stock share ကြီးခုနှစ်ခုလို့တင်စားခေါ်ပါကြတဲ့ Alphabet, Amazon, Apple, Meta, Microsoft Nvidia နဲ့ Tesla တို့တောင်မှပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ကြပါဗျ။ Tesla ရဲ့တန်ဖိုးကျဆင်းသွားခြင်း Trump ကသူ့ရဲ့ပထမတက်တန်းတွင်မှာစီးပွားရေးတွေအလုပ်ကင်တွေဝင်ငွေတွေအများကြီးတိုးတက်အောင် လုပ်ပေးနိုင်ခဲ့တာကြောင့်သူ့ရဲ့ဒုတိယတက်တန်းကိုလည်းမျှော်လင့်ထားခဲ့ကြပါဗျ။စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေကလည်း trillion ပေါင်းများစွာမြုပ်နှံခဲ့ကြပါဗျ။ပထမတက်တန်းမှာအလုတ်ကင်ခွင်လန်းများတော့ကိုဖန်တီးပေးခဲ့သလိုလောက်ခလာတာတိုးပေးခဲ့တာကြောင့်အများကြီးအဆင်ပြေခဲ့ကြပါဗျ။ ဒါကြောင့်လေဒုတိယတတန်းမှာသူ့ရဲ့ဂတိကဝတ်တွေနဲ့ပတ်သက်ပြီးတော့မျှော်လင့်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ Trent ကဒုတိယတတန်းမှာလည်းအရင်တိုင်းထပ်မံလှုပ်ဆောင်မှုအသင့်ရှိတယ်လို့အင်ဂျီရောပြောရေးဆိုခွင့်ရှိသူ Coach Design ကပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီချက်တွေက Tesla နဲ့ဘာဆိုင်လို့လဲ။ Tesla နဲ့ Elon Musk ကိုရောဘလို့အကျိုးသက်ရောက်စေခဲ့လဲဆိုတာစက်ကြည့်လိုက်ရအောင်ပါ။ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက Tesla ရဲ့ stock share ဈေးကွက်ဟာ15.4ခန်းတုံးထိတောင်လုံးဝထိုးစင်းခဲ့ပါတယ်။ ဒါကတလင်းလာနေတည့်ရက်ထဲရဲ့ကြာဆင်းသွားတဲ့ရာဂိုင်းလုံးဖြစ်ပါတယ်။ရွေးကောက်ပွဲပြီးနိုဝင်ဘာလတုန်းကတော့ Tesla ရဲ့ stock share ဈေးကွက်တွေကထိုးတက်လာခဲ့ပါသေးတယ်။ဒါပေမဲ့အခုတော့ stock share ဈေးတွေဟာဇက်တိုက်ကြာဆင်းနေပြီးတော့အခုနှစ်ထဲမှာရင်ကစုစုပေါင်း45ရာဂိုင်းလုံးလောက်ကြာဆင်းသွားခဲ့ပါတယ်။ဒီနှုန်းထားကနိုဝင်ဘာလတုန်းကရရှိခဲ့တဲ့အမျက်တွေကိုတော့မကာမိခဲ့ပါဘူး။ပြီးခဲ့တဲ့အပတ်တွေထဲမှာလည်းဥရောပဘက်ကရောင်းအားကျဆင်းခဲ့တာကြောင့်ကုမ္ပဏီရှယ်ယာတွေအများကြီးအကြီးအကျယ်ထိခိုက်ခဲ့ရပါတယ်။ ဒါအပြင် Trump ရဲ့အုပ်ချုပ်ရေးမှာနေရာတကာပါလာတဲ့ Elon Musk ကိုလည်းကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့ကြပါသေးတယ်။ Elon Musk ကိုဒေါသထွက်နေတာက Liberal Party ဝင်တွေနဲ့ပြည်သူတွေတွေမကပါဘူး။ Tesla ရင်းနှီးမြှုပ်နှံသူတွေလည်းပါပါတယ်။ရွေးကောက်ပွဲနေ့အပြီးမှာ Tesla ရဲ့ stock share တွေက97ရာခိုင်နှုန်းအထိတက်လာခဲ့ပြီးတော့ Christmas တိုင်ခင်လေးတွေမှာပဲထိတ်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ ဒီရလက်တွေကြောင့်ပဲ Elon Musk နဲ့သူ့ရဲ့ကားကုမ္ပဏီဟာအကြီးမားဆုံးဝင်လာဖြစ်လာလိမ့်မယ်လို့ယင်းနှိမ့်ညွန်တဲ့သူတွေကဟောကိန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။ Elon Musk က Trump ရဲ့မဲဆွဲစည်းရုံးရေးကာလမှာနောက်ကနေငွေအားသုံးပန့်ပိုးပေးခဲ့ပြီးတော့အုပ်ချုပ်ရေးမှာလည်းထိတ်ဆုံးကနေပါဝင်လာခဲ့ပါတယ်။ဒါအပြင်အထက်လွှတ်တော်အုံစည်တွေမှာဝင်ရောက်ဆွတ်ဖက်ခဲ့တယ်လို့ထောင်ထဲချီတဲ့ဗဟိုအစိုးရဝန်ထမ်းတွေကလည်းအလောက်ကထုတ်ပြဖို့ကြိုးစားခဲ့ပူပါတယ်။အခုတော့ဒီလောက်ရက်တွေကြောင့်လူမုံများပြီးတော့ Tesla ကိုပါထိခိုက်လာခဲ့ပါတယ်။ Tesla ရဲ့ stock share ဈေးကွက်ရောရောင်းအားရောဇက်တိုက်ကျဆင်းလာတာက Elon Musk အတွက်တော့ငွေကြောက်ကြိုက်တာပါပဲ Elon Musk ရဲ့နိုင်ငံရေးအခန့်ကဏ္ဍနဲ့အမှတ်တရစိတ်ကျဆင်းမှု Trump နဲ့ Elon Musk တို့အာဏာပိုပြင်းလာတဲ့မှာ share တွေလည်းထိုးကျလာခဲ့ပြီးတော့စုစုပေါင်းတန်ဖိုးရဲ့38ရာခိုင်နှုန်းလောက်ဆုံးရှုံးခဲ့ရပါတယ် share သေးကျဆင်းလာတဲ့နှုန်းက Trump ရွေးကောက်ပွဲမှာအနိုင်ရချိန်တုန်းကနဲ့လုံးဝကိုမတူတော့ပါဘူးအချိန်တုန်းကတော့ရင်းနှီးမြှုပ်နှံသူတွေက Elon Musk မှာ Tesla, SpaceX, Neuralink နဲ့ X ကုမ္ပဏီကြီးတွေရှိပြီးတော့အလုံများနေတဲ့အတွက် နိုင်ငံရေးမှာခြေမရှုပ်လောက်လာဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့နိုင်ငံရေးမှာခြေဝင်ရှုပ်ခဲ့တဲ့ Elon Musk တယောက်မရှုမလှကြီးခံနေရပြီပဲဖြစ်ပါတယ်။အရင်ကဆိုရင်တခြားအပြိုင်ကားထုတ်လုပ်ရေးတွေရှိပေမဲ့တရုတ်နဲ့ဥရောပက Tesla အတွက်အိမ်ဈေးကွက်ဖြစ်နေတာကြောင့်ဒီကနေအမျက်တွေအများကြီးရခဲ့ပါတယ်။ဒါပေမဲ့လည်းအခုတော့ပြဿနာတွေကမိကိုကျွတ်လျှောက်လိုက်ကုန်တော့တာပါပဲ။ Tesla ရဲ့ရောင်းအားကျဆင်းမှုမှာသူ့ရဲ့ stock ဈေးနှုန်းတွေကိုပါဆွဲချသွားခဲ့ပါတယ်။ဇန်နဝါရီလထဲမှာဥရောပရဲ့လျှက်စစ်ကားရောင်းအားက34ရာခိုင်နှုန်းလောက်မြင့်တက်ခဲ့ပြီးမြဲ Tesla ရောင်းအားကတော့90ရာခိုင်နှုန်းလောက်ထိထိုးဆင်းသွားခဲ့ပါတယ်။ Tesla အတွက်တရုတ်နိုင်ငံက American ဘီးရင်ဒုတိယအကြီးဆုံးဈေးကွက်ပဲဖြစ်ပါတယ်။အခုတရုတ်မှာလည်းတိတ်အဆင်မပြေတော့ပါဘူး။အခုနှစ်ရဲ့ပထမနှစ်လမှာတင်ကူကရောင်းအား29ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ် အမေရိကန်ရောင်းအောင်မှာဆိုရင်လေဒီဇင်ဘာလကနေဇန်နဝါရီလအတွင်း16ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒီကျဆင်းမှုတွေကဘာကြောင့်လဲဆိုပြီးတော့အတိအကျကောင်းတင်တက်ဖို့တော့ခက်ပါတယ်။ဘာလို့လဲဆိုတော့ဒီလတွေမှာဆိုရင်ရောင်းအားကျဆင်းတာကထုံးစံမှုလိုပဲဖြစ်ပါတယ်။ဥပမာပြောရရင်2024ခုနှစ်ဇန်နဝါရီလရဲ့ရောင်းအားက2023ခုနှစ်ဒီဇင်ဘာလရဲ့ရောင်းအားထက်24ရာခိုင်နှုန်းနှိမ့်နေတာကိုတွေ့ရမှာပါ။တရုတ်မှာရောင်းအားကျဆင်းရတာကအပြိုင်များလာလို့ဖြစ်ပြီးတော့ဥရောပမှာရောင်းအားကျဆင်းလာတာက သူ့ကိုလူတွေဒေါသထမ်းနေကြလို့ပဲဖြစ်ပါတယ်။ဥရောပနဲ့အာရှမှာတက်စလာကိုလက်မခံကြတော့ဘူး။အခုတက်စလာရဲ့လက်ရှိအခြေအနေကနောက်ကျောင်းပြန်လှည့်စရာတိတ်မရှိတော့ပါဘူး။အရင်လိုပြန်ဖြစ်နိုင်မှုအတွက်လှုပ်စရာနည်းနည်းပဲရှိပါတော့တယ်။ဒီနှစ်ကတော့တက်စလာရဲ့ stock share သေးတွေအကြီးအကျယ်ပြိုကျမယ်နည်းလို့ပြောလာကြပါတယ်။ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင်ကတက်စလာဟာအခုနှစ်ထဲမှာတော်တော်လေးဆိုးဆိုးဝါးဝါအထိနာလိမ့်မယ်လို့ခန့်မှန်းလာကြပါတယ်။တက်ဆက်ထဲမှာပဲဘာတွေဖြစ်လာအောင်မလဲလို့စောင့်ကြည့်နေကြတော့မှာပဲ။ လွန်ခဲ့တဲ့3လလတုန်းက Elon Musk က2025ခုနှစ်မှာပို့ဆောင်ရေး20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိတိုးလာလိမ့်မယ်လို့ပြောခဲ့ပါသေးတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တစ်လအတွင်းမှာတော့မှသူပြောသလိုဖြစ်မလာခဲ့ပါဘူး။ လေလာသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကလည်း Tesla ကတော့အခုနှစ်မှာစင်ပေါ်ကနေရှော့ကျနေပြီလို့ခန့်မှန်းခဲ့ကြပါတယ် Tesla share တွေဘလောက်ကျဆင်းသွားလဲလို့မေးဖို့အတွက်ဆိုရင် Elon Musk တယောက်နိုင်ငံရေးမှာဘာတွေခြေရှုပ်အောင်မလဲဆိုတဲ့မေးခွန်းကိုအရင်မေးရမယ်ထင်ပါတယ်တချို့က Trump ထက် Elon Musk ကတော့အာနာပိုရှိနေသေးတယ်လို့မြင်လာကြပါတယ်ဒါပေမဲ့လည်းဒီအာနာကြောင့်ပဲ Tesla ကိုပြိုကျလာစေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်ထဲမှာနေကူက ပြည်သူတွေအကုန်လုံးကတနိုင်ငံလုံးမှာရှိတဲ့ Tesla ကား showroom တွေကိုဆန်နှပြခဲ့ကြပါတယ်။ showroom တွေကိုလည်းအကျန်းဖတ်တာတွေမီးလောင်ဖောက်ခွဲတာတွေအထိလှုပ်လာကြတာကြောင့်အခုဆိုရင်တရားစွဲဆိုမှုတွေနဲ့ပါအလုရှုံနေကြပါတယ်။အရင်တုန်းက Tesla ကားတွေကိုပိုင်မှုအတွက်အကြီးအကျယ်လှုပ်ရှားခဲ့တဲ့သူတွေအနေနဲ့လည်းပြောင်းလဲလာတဲ့ဖြစ်ရပ်တွေပေါ်မှာအများကြီးအကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ပြီးတော့အရင်တုန်းက Tesla ကားပိုင်ဆိုင်မှုကိုတစ္ဆာခံအနေနဲ့ပြသခဲ့ကြပြီးတော့အခုဆိုရင် Tesla ကားတွေကြောင့်ပဲပြဿနာတက်လာကြပါတော့တယ်။ Tesla ကပြန်လည်ဝယ်ယူသူတွေဟာ2023ခုနှစ်နောက်ဆုံးပတ်မှာ82ရာခိုင်နှုန်းနဲ့2024ခုနှစ်နောက်ဆုံးပတ်ထဲမှာတော့65ရာခိုင်နှုန်းအထိကျဆင်းလာခဲ့ပါတယ်။ပြီးတော့ပြောခဲ့သလိုပဲဥရောပနဲ့အာရှဘက်ကလည်းလက်မခံကြတော့ပါဘူး။ပြည်ရင်း Tesla showroom တွေကိုတော့ဆန္ဒပြလာတွေရန်ရှာလာတွေလှုပ်လာကြပါတယ်။ Tesla ရဲ့ဈေးကွက်အနေထားနဲ့စိုးရိမ်ရမှုအခြေအနေ Tesla ဝယ်ယူမှုများတဲ့အနီးအောင်ပြည်နယ်တွေမှာဆိုရင်လည်းအနည်းငယ်သာမြင့်တက်လာခဲ့ပါတယ်။ 2023ခုနှစ်နှစ်ကုန်ပိုင်းမှာ48.6ရာခိုင်နှုန်းကနေအရင်နှစ်ရဲ့နောက်ဆုံး3လအတွင်းမှာ48.2ရာခိုင်နှုန်းအထိပဲတိုးတက်ခဲ့ပါတယ်။အရင်ဝယ်ယူနေကြအပြာရောင်ပီနေတွေကလည်းမဝယ်ယူကြတော့တာကြောင့်ရှယ်ယာဈေးကွက်100ရာခိုင်နှုန်းတော့ဆုံးရှုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့လကပြုတ်လုခဲ့တဲ့စစ်တမ်းမာနင်ကူက American ဝယ်လက်32ရာခိုင်နှုန်းလောက်က Tesla ကိုဝယ်ယူဖို့လုံးဝစဉ်းစားတော့မှမဟုတ်ဘူးလို့ဖော်ပြခဲ့ကြပါတယ်။ ဒါအပြင်ဆိုရှယ်မီဒီယာပေါ်မှာလည်းတက်စလာရောင်းသံတွေကိုဆန်နှပြအကြမ်းဖက်တာတွေဖောက်ခွဲတာတွေလုပ်ပြလာကြတဲ့အတွက်ဝယ်ယူမဲ့သူတွေကိုတော့လက်တွန်လာစီပါတယ်။တက်စလာကောက်တွေကိုဝယ်ယူတာကလုံခြုံရေးကိုလည်းအာမမခံနိုင်ဘူးလို့ယူဆလာကြပါတယ်။ Mac ကတက်စလာနဲ့မကဘဲနဲ့ SpaceX ရဲ့အမှုဆောင်ယာချီချုပ်တူလည်းဖြစ်ပါတယ်။ Social Media Platform X ရဲ့ပိုင်ရှင်လည်းဖြစ်ပြီးတော့ညံရီတုကုမ္ပဏီ XAI နဲ့ Neuralink ကိုတီထောင်ခဲ့သူတူလည်းဖြစ်ပါတယ်။ ဒါအပြင်လူတွေရဲ့အုံနောက်ထဲမှာကွန်ပျူတာ chips တွေကိုတောင်ထည့်သွင်းမှုရည်ရွယ်ခဲ့ပါတယ်။ Mac တယောက်အခုလိုကိစ္စတော်တော်များများကိုစွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်းအုပ်ချုပ်ရေးပိုင်းမှာတော့ထင်သလိုဖြစ်မလာခဲ့ပါဘူး။အထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲခဲ့ပါတယ်။ပြီးတော့တရုတ်နဲ့ American ကြားကုန်သွယ်ရေးတင်းမာမှုတွေမြင့်တက်လာချိန်မှာတရုတ်အစိုးရက Trump ရဲ့အုပ်ချုပ်ရေးကိုလက်တုံ့ပြန်မှုအတွက် Tesla ကိုပြစ်မှတ်ထားလာတာဖြစ်နိုင်ပါတယ်။ဒီအချက်ကလည်း Tesla အတွက်တော့စိုးရိမ်စရာနောက်တစ်ချက်ပဲဖြစ်ပါတယ်။ Tesla နဲ့ဤပညာအတွက်အနာဂတ်ဖြစ်နိုင်ကြီး ီလွန်မက်နဲ့ထရမ့်ရဲ့ဆက်ဆံရေးကတက်စလာကိုလုံလုံကြီးအထိနာလိမ့်မယ်လို့ပြောနေကြတဲ့အပေါ်မှာတချို့ကလည်းတခြားစဉ်းစားပြအချက်တွေရှိနေသေးတယ်လို့ထောက်ပြလာကြပါတယ်။အခုလောလောဆယ်မှာတက်စလာကားတွေကအလိုလျောက်မောင်းစနစ်တွေပါရှိပေမဲ့လုံလုံကြီးစိတ်ချနိုင်တာမျိုးတော့မဟုတ်သေးပါဘူး။ယင်မောင်းကိုလိုအပ်နေပါသေးတယ်။ဒါပေမဲ့ Tesla ရဲ့နေအခြေစိုက်ယုံဖြစ်တဲ့ Texas ပြည်နယ်ရဲ့ Austin မြို့မှာ ရင်မောင်းလုံးဝမလိုတဲ့မောင်းသူမဲ့ကားတွေကိုမကြခင်ထုတ်လာတော့မယ်လို့ကတိပြုခဲ့ပါတယ်။လာမယ့်နှစ်တွေထဲမှာစတီယာဘိန်းတွေ၊ဘရိတ်တွေ၊ဂီယာတွေမပါတဲ့ကားတွေ၊အာဘာတက်ဆီတွေဟာမြို့ထဲမှာပြုပြောင်းနေလိမ့်မယ်လို့လည်းခန့်မှန်းခဲ့ကြပါတယ်။ဒီကတိကဝတ်တွေကအခုပြဿနာတွေနဲ့ဘာမှမဆိုင်မင်းနဲ့လူတွေစိတ်ဝင်စားနေကြတဲ့အခြားအကြောင်းညာတသက်ပဲဖြစ်ပါတယ်။ လက်ရှိရှယ်ယာဈေးတွေကျဆင်းနေရတာကလည်းအနာဂတ်ယုံကြည်ယုံကြည်သူတွေအတွက်ဝယ်လိုအားခွင့်လန်းလို့တချို့ကယုံကြည်ထားကြပါဗျ။အခုလက်ရှိပြဿနာကအီလွန်မတ်ကထရမ့်နဲ့တွဲတွဲလုပ်နေတာကြောင့်တက်စလာကိုလာပြီးတော့အထိနာတာလို့ပြောလို့ရပါဗျ။ဒါပေမဲ့လည်းထရမ့်နဲ့ယင်းနီတာကတစ်ဖက်မှာလည်းကောင်းတဲ့ချက်တွေရှိပါသေးတယ်။ဥပမာစက်ရုပ်အခွန်ခါတွေနည်းလာနိုင်ပါတယ်။ပြီးတော့အီလွန်မတ်ကမောင်းသူမဲ့ကားတွေထုတ်မယ်ဆိုပြီးတော့ပြီးခဲ့တဲ့ဆယ်သုနှစ်တွေထဲမှာပေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ထွက်လာဖို့ကသိပ်မကြလောက်တော့ပါဘူး။ ဘာပဲပြောပြော ရင်ခုန်စရာတော့ကောင်းပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်း Tesla ရဲ့ share ဈေးတွေကဇက်တိုက်ကျဆင်းနေတာဆိုတော့ဒီကိစ္စကလည်းသူ့ရဲ့နောက်ဆုံးဂတိကဝတ်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ EV ဈေးကွက်အပေါ်မှာအကျိုးသက်ရောက်မှုပြောခဲ့သလိုပဲ Wall Street ရဲ့အကြောက်တရားကလည်းဒီနှစ်ထဲမှာအမြင့်ဆုံးထိထိုးတက်လာခဲ့ပါတယ်။ပြီးတော့မသေးကြာမြေယာမှုတွေနဲ့လွန်ဆွဲနေပြန်ပါတယ်။ Bitcoin တွေဟာသတင်းပတ်အစမှာ American Dollar 8000လောက်ထိထိုးစင်းသွားခဲ့ပါတယ်။ ပြီးတော့ Trump အနေနဲ့လည်းအခွန်ကိစ္စကိုတင်းလိုက်လျှော့လိုက်လုပ်နေတာကြောင့် stock share ဈေးကွက်တွေကလည်းမငြိမ်ကြပါဘူးဒီလအတွင်းမှာရင်ကူက stock share ဈေးကွက်ဟာအတက်အကျအများဆုံးဖြစ်ခဲ့ပါတယ် Trump ကကနေဒါနဲ့ Mexico နိုင်ငံတွေအပေါ်မှာအခွန်တိုးကောက်မယ်လို့ပြောခဲ့တယ်လို့အခုတခါ April လ2ရက်နေ့အထိစိုင်းငံ့လိုက်ပြန်ပြီပဲဖြစ်ပါတယ်ပြီးတော့တရုတ်ကုန်ပစ္စည်းတွေအကုန်လုံးပေါ်မှာ10ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိနဲ့ စတီးအလူမီနီယံတွေပေါ်မှာ20ရာခိုင်နှုန်းကနေ25ရာခိုင်နှုန်းအထိအခွန်စည်းကြက်ခဲ့ပြီးတော့မက်ရှလာ12ရက်နေ့အထိအသက်ဝင်ခဲ့ပါတယ်။ကနေဒါရဲ့နှိုးထွက်ပစ္စည်းတွေပေါ်မှာလည်းအခွန်25ရာခိုင်နှုန်းစည်းကြက်တာကိုရွှေ့ဆိုင်းလိုက်တယ်လို့ဆိုလာပြန်ပါတယ်။ဆိုတော့အကောက်ခွန်ကိစ္စတွေကတိုးကောက်လိုက်ရွှေ့ဆိုင်းလိုက်ရပ်ဆိုင်းလိုက်တဲ့အမျိုးမျိုးဖြစ်နေပါတယ်။အခုလည်းအကောက်ခွန်နဲ့ပတ်သက်ပြီးတော့ဘာရီဆက်ဖြစ်လာမလဲဆိုတာမမှန်းနိုင်သေးပါဘူးဒီအခွန်ကိစ္စကစတော်ဈေးွက်တွေကိုထိခိုက်စေုံ ကဲယုံနေမကဘဲနဲ့အမေရိကန်တဝမ်းလုံးမှာလည်းအလုတ်ဖြုတ်ခံရမှုတွေမြင့်တက်လာပါတယ်။ထရန့်ပေါ်မှာလည်းယုံကြည်မှုတွေကျဆင်းလာသလိုကုန်သင်းနှုန်းတက်တာတွေငွေကြေးဖောင်းပါတာတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ဆိုတော့အမေရိကန်ဈေးကွက်ရဲ့လက်ရှိအခြေအနေကမငြိမ်သက်သေးသလိုပြောလို့လည်းမရသေးပါဘူး။ဒီပေါ်မှာစဉ်းစားရမှာကကုန်သွယ်ကုန်တွေကိစ္စဘာရီဖြစ်လာမှလဲဆိုတာနဲ့အခုလိုကာလာကြီးကဘလောက်ရှည်ကြနေအောင်မှလဲဆိုတာပါပဲ။ တဆက်တည်းမှာပဲ Elon Musk အနေနဲ့ကဘာတွေဆက်လုပ်လာမှာလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်